ါရှင်မင်္ဂလာပါညီမလေးဟုတ်တလားလေးဒီပါကညီမတို့ National Peace School မှာပေါ့နော်ကျောင်းတက်လာတာအခုဆိုလို့ရှိရင်ငါလာဝင်ချင်အောင်ရှိပြီပေါ့နော်ဥမာတတလေးကျောင်းတက်လာလဲငါလာဝင်ချင်မှာပေါ့နော်တတလေးရဲ့ထူးထူးခြားခြားထူးတက်ကျောင်းလဲလာမှုအပိုင်းလေးနဲ့ပတ်သက်ပြီးပြောပြပေးပါအောင်ရှင် อืมตาลี่ရဲ့သူရဲ့ behavior လေးတွေပေါ့ကောင်းလာတယ်ပေါ့เนาะ behavior လေးကောင်းလာတယ်ပြီးတော့အဝတ်လေးတွေလည်းသူကိုယ်တိုင်ခောက်တက်လာတယ်အလုပ်လေးတွေအကုန်လုံးဆိုလို့ရှင်အမေကတောက်တူမရအကုန်ခိုင်းလို့ရှင်လုပ်တယ်အဲစိတ်ရှည်လာတယ်ပေါ့နော်ကလေးရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟိုတားလေးရပေါ့နော်စခြားပေါ့နော်စာပေပိုင်းတို့ပချီဆွဲတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့သူစခြားတူတာမျိုးရှိလားရှင်ဟုတ်ကဲ့စာပေပိုင်းကကျတော့သူ ABCD ပေါ့နော်အဲ့ဒါဟိုအကုန်လုံးလက်တာတွေအကုန်ရလာတယ်ဖိုနစ်အတန်ထွက်လေးတွေအကောင်းလာတယ်ပေါ့နော်ကာကြီးခါခွေးဆိုလို့ရှင်အရင်အမကကျတော့အိမ်မှာ ABC ပေါ့နော် letter လေးပဲလေ့ကျင့်ပေးတာများတယ်ကာကြီးခါဝေးမြန်မာ letter လေးတွေကကြတော့မြန်မာအခရာလေးတွေကကြတော့ဒီမလေ့ကျင့်ပေးဖြစ်ဘူးပေါ့နော်ဒီရောက်တော့မှသူအဲတင်ရတာဆိုတော့ပေါ့နော်အဲ့ဒါလေးတွေလည်းနည်းနည်းတော့အဆင်ပြေလာပါတယ်ကာကြီးခါဝေးအရင်ရောမတိုးတက်ပေးမဲ့လေအဆင်ပြေလာတယ်ပေါ့နော်ဟုတ်အာ ဟိုတာတရပေါ့နော် social ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တိုးတက်လာမျိုးရှိလားရှိ Social ကတော့သူမွေးကလေးအရန်ကောင်း100%ဟုတ်ကဲ့ဟုတ်ပါဟုတ်ဒီမှာရောက်တော့ပူပြီးကောင်းသွားပါပေါ့နော်ဟုတ်ဟုတ်ပတ်သားလေးကိုပေါ့နော်မမအနေနဲ့ကြောက်စားထားတော့မှာပေါ့နော်ဘလို့ရီမတ်ချက်ညို့နဲ့ပေါ့နော်ထားတိခဲ့ရလေရှင်အမကအဓိကအเจ้าကိုအရန်စာမတင်မဲနဲ့ကလေးကအရန်ပျော်ပျော်ပျော်ပြီးတော့ပေါ့နော်ပျော်လဲပျော်လဲစာလဲရမယ်ဆိုရဲအเจ้าကိုအမလိုက်ကြည့်တယ်ပြီးတော့အိမ်နဲ့လဲနှီးကျင်တယ်အဲ့တော့အမတို့အိမ်နဲ့လဲတိတ်မဝေးဘူးအဲပြီးတော့ CMS လေးတွေကလည်းစိတ်အယမ်းရှိတယ်ဆိုတော့လေအားကြောင့်မို့ဒီမှာထားဖြစ်တာပါဟုတ်ကဲ့ဟုတ်ဟိုဘုမညွန်လေးထားတဲ့တိုင်းရောအစဉ်ကြီးရတာရှင့်အယမ်းအစဉ်ပြပါတယ်ဟုတ်ကဲ့ image လေးအဓိကကတော့အယမ်းဟိုအဲကလေးတွေပုံမှာ patient ဖြစ်တာအယမ်းကြိုက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟိုညီမတို့ပေါ့နော်မောင်နှမချာ preschool နဲ့ပတ်သက်ပြီးရောမမအနေနဲ့အကြိုက်ဆုံးအချက်လေးရှိပြပြပေးပါအောင်ရှင့် အဲ့ချက်ပေါ့အဓိကတော့ miss လေးတွေကကလေးတွေပေါ်မှာအရန်စိတ်ရှည်တယ်ပြီးတော့ဒီအမတို့ဝင်လာကြတဲ့ reception ကအာညီမလေးတွေကစအရန်ကိုနှွေးထွေးပြုံလာတယ်ပေါ့နော်တခြားတခြားအကြောင်းဥမာကိုကသွားလိုက်လို့ရှိရင်အမတို့သွားပူတယ်ပေါ့အရင်ဆုံးအကြောင်းတွေကိုအာဒီ visit tour ပေါ့နော်သွားတယ်ဆိုလို့ရှိရင်အဓိက reception က လူတွေနဲ့အဆင်မပြေမှာအဲအကြောင်းကိုသိပြီးတော့မရွေးချယ်ခြင်းဘူးပေါ့နော်ဒါဘူးဝင်လည်းလည်းပြောတာအခုက reception ကိုဝင်လိုက်တာနဲ့ reception ကကောင်မလေးတွေကဟိုညီမလေးတွေကနွေးထွေးပြူငါတယ်ပြီးတော့ miss တွေကလည်းကလေးတွေပေါ့စိတ်ရှည်တယ်အဲ့အတိကပေါ့နော် ပြီးလို့ရှိရင်စာတင်တာလေးတွေလည်းဟိုစာတင်မှမတိအောင်ပျော်ပျော်လေးနဲ့တင်ပေးတယ်ပေါ့နော်အဲ့ဒါလေးကြိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်မဟုတ်အခုတော့ပေါ့နော်ပြီးရောပြီးရကျေးဇူးတင်ပါရှင်မဟုတ်ကျေးဇူးပါရှင်